ာပါခတိတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမြအူးစိယုံကိုအကြမ်းမတ်မြန်မာစစ်တပ်ကပုံကျဲမှုအယက်သား33ဦးတင်ဆောင်ပြီး86ဦးတရားရောင်းတရားရသူတွေအထက်မှာစိုးရင်ရသူတွေစီနေဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အကြမ်းမတ်မြန်မာစစ်တပ်ကမြအူးမျိုးပြည်သူစိယုံကိုလင်းချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စိယုံတရားကူတာနေသည့်လူနာတွေအပါအဝင်ဒေသခံပြည်သူ33ဦးတင်ဆောင်ပြီး86ဦးတရားရရှိခဲ့ပါတယ် သေဆုံးသူတွေထဲမှာ48ဦးမှ16ဦးဖြစ်ပါတယ်။ဒဏ်ရာပြင်းထန်ရရှိသူ28ဦးထဲမှာ68ဦးမှ9ဦးဖြစ်ပါတယ်။ဒဏ်ရာအနည်းငယ်ရရှိသူ49ဦးရှိတယ်လို့သိရပါတယ်။မနေ့ကဒီဇင်ဘာလ10ရက်နေ့ည9:55မိနစ်အချိန်ခန့်မှာမြန်မာစစ်မှတ်လေတဲ့ကများဦးစေယုံကိုတိုက်ခိုက်ခဲ့တဲ့အတွက်သေဆုံးသူအရာ33ဦးထိတိုးလာပြီးဒဏ်ရာရရှိသူအရာ86ဦးခန့်ရှိနိုင်တယ်လို့လည်းများဦးမြို့ကအမျိုးသမီးတအူးကပြောပါတယ်။ တင်ဆောင်သူတွေအသားစားတွေပြန်ချဲနေတာမကြည့်ရဘူးအလောင်းတွေပြန်ချဲပြီးတချို့နေရာတွေမှာဆိုရင်အလောင်းတွေထက်နေတယ်မျက်ရည်ပေါက်ပေါက်ကြပြီးကြီးတဲ့နေရာကနေပြန်လာခဲ့ရတယ်ကျွန်မသွားချီတော့အရာ33ဦးတည်နေပြီးဒဏ်ရာပြင်းထန်တဲ့သူတွေဆိုရင်ရတယ်တည်နိုင်တယ်ဒဏ်ရာအရောက်80နေပါရှိနေပြီလို့ပြောပါတယ်။ဆံမတွေ့တာကြီးလည်းရှိသေးတယ်လို့ပြောပါတယ်။တည်ဆုံးသူတွေအများစုမှာကိုဝင်ဆောင်များအပါအဝင်အမျိုးသမီးတွေအများစုဖြစ်တယ်လို့သိရပါတယ်။ စေယုံပင်မဆောင်ကြီးခွဲစိတ်ဆောင်အယိုးဆောင်အဓိကခွဲစိတ်ခမ်းမအပါဝင်စေယုံဝင်အတွင်စီဝန်ထမ်းအိမ်ရာစေယုံအနီးရှိလူနေအဆောင်တချို့ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ရှင်ဆလပင်မြအုပ်စေယုံပုံချက်ခံရမှုတင်ဆောင်သူများထဲမှာစေကူတနေသည့်မွတ်စလင်အနေဆုံး၃ဦးထက်မနည်းပါဝင်ဆက်တရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည် အာနာတိန်စစ်ကောင်စီမှပေါင်900ပုံနည်းနှလုံးဖြင့်ယမနေ့ဒီဇင်ဘာလ10ရက်နေ့ည9:00နာရီကျော်အချိန်မှရှီယာမြောက်ဦးမြို့တော်မှပြည်သူစေယုံကြီးကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါသည်စစ်ကောင်စီပုံကျဲတိုက်ခိုက်မှုကြောင့်မြောက်ဦးပြည်သူစေယုံကြီးမှစစ်ကူတာနေသည့်လူနာဆောင်များလူနာများနေစစ်ရုံဝန်နဲ့အများအပြားအဆုလက်ပြုံလိုက်တိုက်ဆုံခဲ့ကြရပါသည် လက်သလုံးမြေပြင်စရင်အယောင်တည်ဆုံးသူ33ဦးနဲ့ဒဏ်ရာရရှိသူ86ဦးအထိရှိလာနေပြီးနောက်ထပ်ရှာဖွေမှုများပြုလုပ်နေကြောင်းစီပေးဆောင်များအရေးကူညီဆောင်ရွက်ပေးနေသည့်စာရေးဆရာလည်းဖြင့်နိုင်ငံရေးကျင်းနာဟောင်းလည်းဖြင့်ကိုဝေဟင်အောင်ကပြောပါတယ် တင်ဆောင်သူ33ဦးကျော်အလောင်းတွေကိုရှာတွေ့ထားတယ်ဗျ။ဒဏ်ရာရတာက86ဦးရှိပါတယ်ဗျ။တင်ဆောင်သွားတဲ့သူတွေထဲမှာအသက်2နှစ်အရွယ်ကလေးငယ်တစ်ယောက်ပါတယ်။အမျိုးသမီးတွေလည်းပါတယ်။စေကူသားနေတဲ့မွဆလင်တွေလည်းတင်ဆောင်သွားပါတယ်။ခနာကိုရင်းရုပ်ပြက်စင်မြန်းနဲ့တင်ဆောင်သွားကြတာဆိုတော့လောလောဆယ်တွေ့တာကမွဆလင်အမျိုးသား2ဦးတွေ့ရတယ်။အမျိုးသမီး2ဦးလည်းတွေ့ရတယ်။မျက်နှာတွေခေါင်းတွေရစရာမရှိအောင်ပွင့်ထက်သွားတာတော့မွဆလင်ဘယ်နှစ်ဦးပါတယ်ဆိုတာတိတိကျကျပြောဖို့ခက်ခဲရှိပါတယ်လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့အပြင်စီးရဲပြစ်မှတ်မဟုတ်သည့်အရတားပြည်သူများစေကူသားရာပြည်သူစေယုံကြည်ကုန်လေကြောင်းပိုးကျတိုက်ခတ်ခြင်းသည်အဆိုအဆုံးသောအဆိုးလက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်ပြီးစစ်ရာဇဝမှုကျွလွန်သည့်လုံရတာဖြစ်သည်ဟုကိုဝေဟင်အောင်ကဆက်လက်ပြောပါသည် အကြမ်းမတ်စစ်ကောင်စီကစီရေပြင်းမမဟုတ်သည့်စေယုံကြီးကိုပုံကျဲတိုက်ခိုက်တာကရည်ရွယ်ချက်ရှိရှိပြည်သူကိုအဆုလက်ပြုံလိုက်တဖြတ်တာဖြစ်ပါသည်။မနေ့ကဆိုလူအခွင့်ရေးနေဖြစ်တဲ့လူအခွင့်အရေးကိုပေါ်တင်ချုပ်ဖောက်တာဖြစ်တဲ့စင်ရဆွမှုကိုကျွလွန်တာပဲဖြစ်ပါသည်။ဒါကစေယုံဖြစ်တဲ့နိုင်ငံတကာအနေနဲ့လည်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေကိုတားဆီးပေးဖို့လိုအပ်ပါတယ်လို့တောင်းဆိုထားပါသည်။ အနာနင်းစစ်ကောင်စီကရခိုင်ကလည်းရခိုင်ပြည်နယ်အတွင်းလေချောင်းပုံကျတိုက်ခတ်မှုများကိုစနန်ပြုလုပ်ခဲ့ပြီးအရဲသားပြည်သူများကိုသာဥတီပြစ်မှတ်ထားတပ်ဖြတ်နေကြောင်းဒေသခံပြည်သူများကပြောဆိုကြပါတယ်ရှင်။ဆက်လက်ပြီးတာငူလီရက်ကိုရှော့နိုက်တော်များဖြစ်ပစ်ခဲမှုခဲရန်နဲ့ဘုံကိုတောင်ထိမှန်ခဲ့ပြီးလုံချုံရေးယူသူ၆ဦးတည်ဆုံးခဲ့ဆွဲတဲ့တင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ပဲခူးတိုင်းတာငူလေးတက်ကိုရှော့တိုင်းတို့များဖြစ်ပစ်ခဲ့ခဲ့ရန်ခရင်နဲ့ဘုံကိုတော်ထိမှန်ခဲ့ပြီးစစ်တပ်ဘက်မှလုံခြုံရေးယူသူ6ဦးတင်ဆောင်ခဲ့ကြောင်းပြည်ဝါဒီဖော်မြန်မာအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်ဇမနေ့ဒီဇင်ဘာလ9ရက်နေ့ည9:55မိနစ်အချိန်တာငူမျိုးစီအာနာဒိဆေအိုစု၏ ကဲ့သို့မနီလေးတဲ့အတွင်စီစီလောင်ကံများကိုအဓိကပြမှတ်ထား၍တရားခွန်မမဆွတ်တိုင်းတို့၆လုံးဖြင့်ပြစ်ခတ်တက်ခိုင်းခဲ့ရန်လေတပ်အတွင်တို့ကြာကြာပောက်ခွဲပြီးတက်ဆက်ပောက်ခွဲတဲ့များကြာကြာကြောင်းလေရင်ခရရန်နှင့်တန်စာကိုတော်ထိမှန်ခဲ့ပြီး ပေါင်150ပေါင်နေရန်ပေါင်300ပုံဒီများကိုတော်ဖြစ်၍ပောက်ကွဲမှုပြင်ထန်ကနိုင်ဝဲကြော်ခန်းကမရအောင်ပောက်ကွဲခဲ့ကြောင်းသိရပါသည်ဇမနီဒီဇမလာ၁၀ရက်နေ့နေကင်းနေည၁၀ရက်နေ့ည၁၇ရက်ကြာမှလင်းပောက်ကွဲတံများထွက်ပေါ်ခဲ့ကြောင်းချွန်နိုက်တော်ထိမှန်ခဲ့သည့်ကိုထောင်နှင့်ဝင်းကျင်ကိုထောင်များမှအကေးမသေးသည့်ရန်များမှအပြင်းအထန်လေးကျင်ပြည့်နှံစာပောက်ကွဲခဲ့ကြောင်းပောက်ကွဲတံများကိုတောင်ငူမျိုး၏နေရတော်တော်များများမှကျေလောင်စွာချရာကြောင်း၎င်းကိုထောင်ပောက်ကွဲမှုကြောင့်အစများလွင့်စင်ပြီး၎ အခြားလေရင်ခွင်နေရာများထိမှန်သည့်များလည်းရှိကြောင်းသိရပါသည်ဒီအပြင်ရှော့နိုက်တို့ထိမှပောက်ကွဲမှုကြောင့်ခဲယန်းကိုတောင်အနီးလုံချုံရေးတာဝန်ယူထားသူ6ဦးသေဆုံးပြီးဒဏ်ရာရရှိသူများလည်းရှိကြောင်းလေတဲ့တပ်ဖွဲ့ဝင်များနဲ့မိသားစုဝင်များကိုအပြင်ထွက်ခွင့်ပေးထားပြီးနိုင်ငံများမှဖုံးများကိုလိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ Primary Explosion ကနေစတဲ့ပောက်ကွဲမှုကလေရင်ပုံးတဲ့ရန်ကိုတောင်မှပောက်ကွဲမှုအသေးတွေဆက်ဖြစ်ပြီး သူပုံးနဲ့သူစင်ထွက်ခွဲရင်လေရင်ခွင်းနဲ့ထိထားရုံအကိမဲ့သေးပဲညာကထက်ဆက်ပောက်ခွဲတဲ့စကနယ်ရီအပလိုရှင်ရောမှုထိရမှုရှိတယ်လို့ခန့်မှန်းကြပါတယ်ဟုပြည်ဝါရီဖော်မြမအဖွဲ့တာဝန်ရှိသူကရှင်းပြပါတယ်အဆိုပါရှော့နိုက်တော်များဖြင့်ပြစ်ခတ်သည့်မရှင်၏ရည်ရွယ်ပြတ်မှတ်များမှာစီလောင်ခံဖြစ်ပေမယ့်ထိမှန်မှုရှိကြောင်းကြားသိရခြင်းမရှိသေးပေမယ့်အခြားအပြည့်စည်များသာရှိသည့်အတွက်နောက်တစ်ချိန်များမှာပုံမှန်ထိရောက်စေရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရပါသည်ရှင်။ ဆက်လက်ပြီးချောင်းမြို့ထွေအုံယုံနယ်ဘောလုံးကွင်းအတွင်မှလက်နက်ကြီးများဖြင့်ရဲနဲ့ပစ်ခတ်နေသည့်စစ်အုပ်စုကဒုံးဖြစ်ပုံချက်တိုက်ခတ်မှုထိခိုက်ဒိဆုံမှုရှိနိုင်စွာတင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။စကိုင်းတိုင်းချောင်းမြို့ထွေအုံယုံနယ်ဘောလုံးကွင်းအတွင်မှလက်နက်ကြီးများဂျန်နက်ပစ်ခတ်နေသည့်စစ်အုပ်စုကဒရုန်းဖြင့်ပုံကျက်တိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒိဆုံမှုရှိကြောင်းစကိုင်းခရိုင်အမတ်1825ထုံးတက်ရင် SDDF တပ်ဖွဲ့မှမြေပြင်ထောင်လှမ်းရေးတာဝန်ခံရဲဘော်မာဝီကပြောကြားပါသည် ဒီဇင်ဘာလ10ရက်နေ့မိုးလဲ2နာရီမှ2နာရီ30မိနစ်အထိချောင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ဘောလုံးကွင်းအတွင်မှလက်နက်ကြီးများဖြင့်ရန်နက်ပစ်ခတ်နေသည့်အကြမ်းမတ်ဆိုးစုကုံဖင်ဝင်းတော်များဖြင့်ဘုံချလုံးကျေချတိုက်ခိုက်ခဲ့ရန်အကြမ်းမတ်စစ်သားများထိခိုက်ဒိဆုံမှုရှိပြီးပစ်ခတ်နေသည့်လက်နက်ကြီးများချထားခဲ့ကံစခန်းအတွင်းဝင်ပြေးသွားကြောင်းသိရပါသည် ကျွန်တော်တို့ဖုန်းချောင်းလုံးကျချခဲ့တာပါလက်နက်ကြီးအထက်စခန်းကစခရီဖုန်းကြတာနဲ့စခန်းထဲကိုပြေးဝင်သွားတယ်လို့သိရပါတယ်လက်နက်ကြီးပြစ်ခတ်တာလည်းရက်သွားပါတယ်ဆက်မပြစ်တော့ဘူးညာ9နိုင်ကျော်မှပြန်ပြစ်ပါတယ်အထီးကိုက်ကရှင်နိုင်ပါတယ်အတီးကြတော့မသိရသေးဘူးလို့စကိုင်းခရိုင်အမှတ်1825ထုတ်တဲ့ရင် STDF တပ်ဖွဲ့မှမြေပြင်ထောက်လန့်ရေးတာဝန်ခံရဲဘော်မာဝီကပြောကြားပါတယ်အဆိုပါတက်ခံမှုကိုစကိုင်းခရိုင်အမှတ်1825ထုတ်တဲ့ရင် STDF ချောင်း PDN နဲ့ ဟော်ကိုရီလာဖွဲ့တို့ကပူပေါင်းကာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိပြည်လဲစုခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ပြည်သူတွေအနေနဲ့စည်ရဲသတင်းတွေကိုတရားနာထောင်ပေးကြပါလို့သတိပေးကြပါတယ်ကျွန်တော်တို့ဘက်မှာကမြို့ပေါ်ကနေလက်နက်ကြီးနဲ့မကြာခဏပြစ်ပစ်နေတော့မိဘပြည်သူတွေအနေနဲ့အထူးကူဆိုင်နေထိုင်ပေးစေချင်တာပါဆောင်းတွင်လည်းရောက်ပြီဆိုတော့ကျမ်းမာရေးလုံခြုံရေးအထူးကူဆိုင်ကြပါလို့မှာကြပါတယ်ဟုစကိုင်းကံရအမှတ်1825ဒုံတရင် SDD ရဲ့တပ်ဖွဲ့မှမြေပြင်ထောင်လှမ်းရေးတာဝန်ခံရဲဘော်မာဝီကပြောဆိုပါတယ် အကြမ်းစစ်တပ်ကလက်ရှိချောင်းမျိုးနဲ့ကြီးကုန်းကျေးရွာသုံးစစ်ကြောင်းထိုးဝင်ရောက်ပြီးတန်ဃာတော်များနဲ့ပြည်သူများကိုတပ်ဖြတ်ခြင်းကျေးရွာကိုမိရှုခြင်းနဲ့ပြည်သူပိုင်ဖို့နှံပြည်စင်များကိုလူရဲခြင်းများလှုံ့ဆော်နေတာကြောင့်ထောင်ထဲချီသည့်ပြည်သူများစစ်ပေးတင်ဆောင်နေရကြောင်းဒေသပြည်သူများကပြောဆိုပါတယ်ရှင်ဆလပင်ဆလေမြို့အဝင်းဘီယာဆိုင်မှာတောက်စားမှုယူနေသည့်ပြူစောတိကောင်းဆောင်မှုအပြစ်ခတ်ခံရပြီးသေဆုံးတနက်တက်လက်တင်စီရရှိဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းချောင်းမြို့နယ်ဆလေမြို့အဝင်းဘီယာဆိုင်မှာ တောက်ဆမှုယူနေသည့်ပြူစောတိကဆောင်မူအောင်ကိုပြစ်ခတ်တိုက်ခိုက်ရန်ပွဲချင်းမီတည်ဆောင်ခဲ့ပြီးတနက်တက်လက်တင်စီရရှိခဲ့ကြောင်းမကွေးတိုင်းစစ်ဌာနအမှတ်တရရင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှတာဝန်ရှိသူကပြောဆိုပါတယ်ဒီဇင်ဘာလ10ရက်နေ့မှာ6မြို့နယ်စလင်းမြို့အဝင်းပြည်ဟဆိုင်မှာတောက်ဆမှုယူနေသည့်6မိုင်ရွာမှာပြူစောတိကဆောင်မူအောင်ကိုမကွေးခရိုင်အမှတ်တရရင်တက်ခွဲမှုဥဆောင်သည့်ရဲဘော်များကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရန်ပွဲချင်းမီတည်ဆောင်ခဲ့ကြောင်းသိရပါတယ် တင်ဆောင်သားသည့်ပြူစာတိကောင်ဆောင်မှုအောင်ထမ်းမှတနက်တက်လဲကြီးပေါတက်ခုကြီးစဲတောင်းတို့တင်စီရရှိခဲ့ပြီးတော်လန်ရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီနေ့ရှင်းလင်းခဲ့တာပါပြူစာတိကောင်ဆောင်မှုအောင်ကန်ဆောင်တဲ့လက်နက်တော်ရယူနိုင်ခဲ့တယ်။ပြူစာတိကောင်ဆောင်မှုအောင်ဒေတာကတော့အတိပြုနိုင်ပါတယ်။ပြစ်ခတ်ရှင်းလင်းတဲ့နေရောင်၆မြို့နယ်၁၄မြို့အဝင်းဘီယာဆိုင်မှာပင်ပြစ်ခတ်ရှင်းလင်းခဲ့တာပါလို့မကွေးတိုင်းစစ်ဌာနအမှတ်၁တရင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှတာဝန်ရှိသူကပြောဆိုပါတယ်ရှင်။